Hello မမနွေဦးရဲ့လက်သက်ဆက်ရှင်လေးတို့ရဲ့မင်္ဂလာပါနော်မမနွေဦးရဲ့နွေဦး story channel လေးကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့မမနွေဦးရဲ့လက်သက်ဆက်ရှင်လေးရဲ့အတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ကောက်ချစ်သောလူလယ်နဲ့တရားမျှတမှုဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမမနွေဦးရဲ့လက်သက်ဆက်ရှင်လေးတို့လည်းပုံမြင်လေးနားထောင်ဖို့အဆင်သင့်ဖြစ်လောက်ပြီလို့ထင်တယ်နော်အဲ့ဒီတော့ပုံမြင်လေးစလိုက်ကြမယ့် ကောက်ချစ်သောလူလင်နှင့်တရားမျှတမှုတရက်မှာ လူလေတယောက်ဟာ လူရိုးလူအားလယ်သမားတယောက်ကို သူ့ရေတွင်ကို ရောင်းလိုက်တယ်။လူရိုးလူအားကလည်းသူ့အတွက်လိုအပ်နေတာမို့လူလေရောင်းလိုက်တဲ့ရေတွင်ကိုဝယ်ထားလိုက်လေတယ်။နောက်ရက်မနက်မှာလူရိုးလူအားကသူ့ရေတွင်ထက်ကရေခတ်ဖို့ပြင်နေတော့ရေတွင်ရောင်းလိုက်တဲ့လူလေကရောက်လာပြီးမင်းကငါရောင်းလိုက်တာရေတွင်ပဲလေရေမပါဘူးမင်းရေခတ်ခွင့်မရှိဘူးဆိုပြီးတားလိုက်လေတယ်။ လူရိုးလူအားကလည်းစိတ်လွန်ညစ်သွားပြီးတရားရုံးကိုတိုင်ကြားစာရေးလိုက်တယ်။သူတိုင်ကြားတာကိုရရချင်းမှာပဲအမှုစစ်ဖို့ရည်တွင်းပိုင်ရှင်လူလူလေရောဝယ်လိုက်တဲ့လူအပါတရားရုံးကိုလာရင်စိတ်ခေါ်လိုက်တယ်။တရားသူကြီးကခုလိုဆိုတယ်။မင်းသူ့ကိုဘာလို့ရေမခတ်ခိုင်းတာလဲ။ရည်တွင်းကသူ့ကိုရောင်းလိုက်တာမှန်တယ်မဟုတ်လား။ဆိုပြီးလူလေကိုမေးလိုက်ရာလူလေကသူ့ကိုကျွန်တော်ရောင်းလိုက်တာရည်တွင်းပဲ။တွင်းထဲကရည်တွင်းမပါဘူး။ ူ၍ပြန်ဖြေလေတဲ့။တရားသူကြီးမင်းကတစ်ချက်ပြုံးပြီး"အော်မင်းရေတွင်းရောင်းလိုက်ပြီလေဆိုတည်းဒီတွင်းထဲကရေတွေကလည်းမင်းဟာလို့ပြောတော့ဒီတွင်းထဲမှာမင်းရေတွေထား권မရှိတော့ဘူး။တွင်းကမင်းမပိုင်ဘူးလေ။ဒီတော့ရေတွေထားဖို့အတွက်ငှားကပေးရမယ်။ငှားကမပေးချင်ရင်မင်းရေတွေအကုန်ထုတ်ယူသွား။ဒီတွင်းထဲမှာမထားနဲ့။ဟူ၍အမိန့်ချလိုက်တဲ့လူလေကနေရာတိုင်းမှာလူလေကြလို့မရအောင် သိရှိနားလည်သွားပြီတရားသူကြီးကလည်းခုလိုဆိုတယ်မင်းဘလောက်လူလဲကြောက်ကြစ်ပါစေတရားမျှတမှုကိုဘလို့မှဖုံးကွက်လို့ရမှာမဟုတ်ဘူးလို့ဆိုလေတယ်ပုံမြင်လေးကဒီမှာပဲပြီးဆုံးသွားလေတယ်မမနွေဦးရဲ့လက်သက်ဆိုင်လေးတို့ဒီပုံမြင်စီကနေတင်ယူရမယ့်သင်ခန်းစာကတော့လောကမှာကောက်ကျစ်တဲ့လူတွေများပါစေမိမိကမှန်ကန်တဲ့ကြောင်းနဲ့တရားမျှတမှုဟာဖျောက်ဖျက်လို့မရတဲ့လောကအမှန်တရားပဲဖြစ်တယ်ဆိုတာနားလည်သိရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နော် ဲ့ဒီတော့မမနွေဦးရဲ့လေးသက်ဆက်ချိုင်းလေးတို့လည်းဒီပုံမြင်လေးစီကနေသင်ခန်းစာကောင်းကိုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်မမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်မိုက်ချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေအဖြစ်နဲ့နေတတန်ရဲ့လှပတဲ့ဆက်ချမ်းလေးတွေဖြစ်ကြပါစေလို့မမနွေဦးကနေဆုမကောင်းတောင်းလိုက်ပါတယ်နော်။ ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပွားစေမယ့်ပုံမြင့်အစ်တွေကိုຫນွေဦးစတอรี่ channel ကနေအပတ်စဉ်တနင်္လာနေ့မှတောက်ကြနေ့အထိမြန်မာစံတော်ချိန်ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးလျက်ရှိပါတယ်။နောက်ထပ်ပုံမြင့်အစ်တွေတင်ဖို့ရာမမຫນွေဦးအတွက်အားဖြစ်စေတဲ့ like and subscribe လေးလေးလုပ်ထားပေးပါလို့တောင်းဆိုပါတယ်နော်။ကျေးဇူးကြမယ်နော်။